တော့အဲ့စကားလေးပြောလာအောင်မယ်နော်အဲ့စကားလေးစပိစင်တာမြမြန်ဝဲလို့ဈေးဝယ်ဒီမှာဒါမဲ့ဒါမဲ့သွေးပူတုံးလေးပြောလာအောင်မယ် DNDO ရမ်းချစ်တာပဲတဲ့အမျိုးသားပေါ်ဆက်ဆံတာတွေလည်းတကယ်အတူယူစရာတဲ့ဆိုတော့အဲ့ဒါလေးပြောအောင်မယ်ဆိုတော့လေတချို့ comment တွေကလေတို့လင်မြတ်ပုံနေမှာတို့ video တွေမှာတို့ဆိုလာမှတ်နေနော် ဗီဒီယိုလေးထဲမှာဆိုရင်အထူးသဖြင့်ပုံမှန်နေအမ်လီမိမပို့ပြီးတော့မှထက်မြက်တယ်ကိုလူတွေကတော့ကို့ကိုပို့ချစ်လို့ပေါ့လေနော်ဆိုတော့မိမပို့ပြီးတော့မှထက်မြက်တယ်တယောက်သားသူ့လောက်မထက်မြက်တယ်လို့ပဲနော်အဲစသဖြင့်ဒီလိုမျိုးလေးတွေလာပြီးတော့မှမှန်ညာတယ်ပေါ့လေဆိုတဲ့အခါကျတော့ဒါလေးကိုကိုကပြောချင်တာအိမ်အောင်တစ်ခုမှလေနော်အိမ်အောင်တစ်ခုမှမျိုးသမီးတွေရောမျိုးသားတွေရောတတိထားစရာလေးပေါ့ဒါလေးကိုကျမပြောချင်တာအဲ့တော့ကျမစီကို ပေါ့ကျမရဲ့အဝင်းအဝိုင်းပေါ့ကျမ live ထဲမှာပဲဖြစ်ဖြစ်ကျမရဲ့ video တွေမှာပဲဖြစ်ဖြစ်သူကကျမကိုပါဝင်ပြီးတော့မှပါရမီဖြည့်ပေးတာပေါ့နော်အားဖြည့်ပေးတာပေါ့လေကျမရဲ့အတိုင်းဝိုင်းကျမရဲ့အဝင်းအဝိုင်းကျမရဲ့အလုပ်ပေါ့နော်အဲကျမရဲ့ society မှာသူကကျမကိုလာပြီးတော့မှ သူကဟိုအားဖြစ်ပေးတာပေါ့နော်သူ့ရဲ့အဝင်ဝိုင်းမဟုတ်ဘူးသူ့ပတ်ဝန်းကျင်မဟုတ်ဘူးပေါ့နော်ဆိုတော့သူ့ပတ်ဝန်းကျင်မဟုတ်တဲ့ဟာမှာသူကကင်မရာရှိမှနေပေးတယ်ကျမဝန်အဲကျမရဲ့အဲဒီဒီလုပ်ငန်းနေထဲမှာသူပါပြီးတော့မှသူကလုပ်ပေးတယ်ဆိုတာကသူ့ရဲ့နေပင်မဟုတ်ဘူးသူ့ရဲ့အလုံးမဟုတ်တာကိုကျမကိုအားဖြစ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကကျမကိုရှည်တန်းတင်ပေးတာသူညံပြင်းတာမဟုတ်ဘူး သူကတုံးအနေတာမဟုတ်ဘူး။သူကအရေးချင်းမရှိတာမဟုတ်ဘူး။ကျမကအရန်ထက်မြက်နေတာမျိုးမဟုတ်ဘူး။ကျမရဲ့နေပယ်မှာကျမကကျွမ်းကျင်တာ။ကျမရဲ့နေပယ်ကိုသူကကျမကိုဦးစားပေးတာ။အေးဒီလိုပဲကျမကလည်းသူ့အတိုင်းဝိုင်းကိုရောက်သွားမယ်။သူ့ရဲ့နေပယ်လေးကိုရောက်သွားမယ်။ ရဲ့ပတ်ဝန်းကျင်ကိုရောက်သွားမယ်ဆိုရင်ကျမကလည်းသူ့အနောက်ကလေးကနေကျမကလည်းသူ့ကို support လုပ်ရမှာเนาะသူ့ရဲ့ကျွမ်းကျင်ရာသူ့ရဲ့နယ်ပယ်မှာကျမသူ့ကိုဦးစားပေးရမှာအဲ့လိုမျိုးနဲ့ကျမတို့က relationship ကိုတည်ဆောက်ထားခြင်းဖြစ်တယ်အဲ့တော့တစ်ခါတလေကျတချို့ comment တွေကကြာလေအမလီမိန်းမအထက်မြက်ပြီးတော့မှယောက်ျားဘေးကနေပြီးတော့မှအရေးချင်းမရှိဘူးယောက်ျားဘေးကနေပြီးတော့မှယောက်ျားတုံးလားမသိဘူးယောက်ျားအလားမသိဘူးနဲ့တချို့တွေကဒီလိုမျိုးလေးတွေပြောကြတယ်မှန်ကြတယ်အဲ့ဒါတွေက toxicity ဖြစ်တယ်เนาะဆိုတဲ့အခါကျတော့လေကျမတို့အိမ် out 的口是啥个？怎么录？ သူအတိုင်းဝိုင်းအဲသူရဲ့နေပယ်ကျမအတိုင်းဝိုင်းကျမရဲ့နေပယ်ကျမအခုဒါဆိုကျမဆိုရင်ဒါဆိုရှယ် influencer တယောက်အနေနဲ့ကျမအလုံးလုံးတင်အဲ့တော့သူတို့ကကြတော့ကျမအမျိုးသားအနေနဲ့ကြာတာမန်သူတို့နေတဲ့ lifestyle မှာပဲနေတာဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့ဒီလို camera တွေရှိမှဆိုရင် နေတတ်တာမျိုးတွေမရှိဘူးလေသူသူကိုယ်ကိုလူတိုင်းက camera ရှိမှမနေတတ်ဘူးလေမျက်လုံးအထားအတူအစမျက်နှာပြင်းအစလေယူလေသိန်းအစကျမကစကားပြောခြင်းနဲ့အသက်မွေးဝမ်းကြောင်း ပြုတဲ့သူစကားပြောခြင်းနဲ့ကျမကအလုံးလုံးစားတဲ့သူဖြစ်တဲ့ဘာကြောင့်မလို့ကျမကဒီစကလုံးတွေကိုပြောင်မြောက်စွာပြောတတ်တဲ့သူဒါဒီစကလုံးပြောင်မြောက်စွာပြောခြင်းဒီကျမရဲ့အလုပ်ကိုကျမလုပ်တာကျမကျွမ်းကျင်တဲ့အလုပ်သူတို့ရဲ့အလုပ်ကကြတော့ဒီအလုပ်တွေမဟုတ်တဲ့ဘာကြောင့်မလို့သူကကျမနယ်ပယ်တဲ့ကိုဝင်လာရင်ကျမလိုမျိုးဘယ်အက်တစ်ဖြစ်နေပါ့မလဲအဲ့ဒါသူညံပြင်းတာမဟုတ်ဘူးသူကအရေးချင်းမရှိတာမဟုတ်ဘူးသူတုံးအားတာမဟုတ်ဘူးသူရဲ့နေပယ်မှာ သူအနေထားတစ်ခုသူရဲ့အာအရေးချင်းတစ်ခုသူ့မှာရှိပြီးသားအဲ့တော့ကျမတို့ကကျမကလည်းသူ့နယ်ပယ်ကိုရောက်တဲ့အချိန်ကျရင်ကိုတိကိုတက်ကိုဆရာမကြီးတက်လို့လို့မရအဲ့ကျရင်ကိုကလည်းနောက်ကနေပါရမီဖြည့်ပတ်အနေနဲ့ သူ့ကိုဦးစားပေးပြီးတော့မှကျမကအနောက်ကလေးမှာနေပေးရတယ်။ကျမနေပေတဲ့ကိုရောက်လာရင်လည်းသူကကျမကိုဦးစားပေးပြီးတော့မှကျမကိုရှေ့တန်းတင်ပြီးတော့မှကျမရဲ့အနောက်ကလေးမှာနေပေးတာ။အဲ့ဒါကျမတို့ရဲ့တယောက်ပေါ်မှာတယောက်ထားတဲ့နားလည်မှုတယောက်ပေါ်မှာတယောက်ထားတဲ့မြင့်တာတရားတယောက်ပေါ်မှာတယောက်ကျမတို့ရဲ့ပေးဆက်မှုတွေဖြစ်တယ်နော်အဲ့တော့သူကညံ့နေကိုကတော်တယ်ကိုကညံ့နေသူကတော်တယ်လို့ကျမတို့မရှိဘူးအဲ့တော့တယောက်နဲ့တယောက်နဲ့အကြံကောင်းညံကောင်းနေပေးတယ်လင်မယားဆိုတာရဲပေါ်ရဲဘက် လင်မယားဆိုတာအရင်ဒီဆုံးပုဂ္ဂိုလ်နှစ်ဦးလင်မယားဆိုတာတကယ့်ကိုအာစစ်စင်းမြစ်တာတွေနဲ့တိဆောက်ထားတယ်ကြောချင်းလဲကတ်ရမယ်ယင်ချင်းလဲအပ်ရမယ်เนาะအဲ့တော့ကြောချင်းကတ်တယ်ဆိုတာက အပြင်ကလာတဲ့အတိုက်အခိုက်အနောက်အရှက်တွေကိုကျွန်တော်တို့တွေကကြောချင်းကပ်ပြီးတော့မှအန်တီရီတွေကိုယင်ဆိုင်ကြရတယ်เนาะယင်ချင်းအပ်တယ်ဆိုတာကတယောက်ဝမ်းနေတာရှင်တယောက်ကနှစ်သိမ့်မယ်တယောက်အားငယ်တာရှင်တယောက်ကဖေးမှပေးမယ်အဲ့တော့ကြောချင်းလည်းကပ်ရမယ်ယင်ချင်းလည်းအပ်ရမယ်တငယ်ချင်းဆိုလည်းဟုတ်တယ်လင်မယားဆိုလည်းဟုတ်တယ်ညီမကိုမောင်နှမဆိုလည်းစိတ်သက်ဆိုလည်းဟုတ်တယ်တခါတလေကျရင်ကျွန်မကသူ့ကိုမိခင်လို့စိတ်ထားမျိုးနဲ့ကျွန်မကအဲသူ့ပေါ်မှာချစ်ချင်းမြတ်တာတွေကိုပေးတယ်သူကလည်းတခါတလေကျရင်ကျွန်မလို့ကျွန်မကိုဖခင် လိုမြစ်တာမျိုးနဲ့ချစ်ချင်းမြစ်တာတွေကိုပေးတယ်။တခါတလေကြရင်တော့တငယ်ချင်းလိုမျိုးရင်ဖွင့်လို့ရပြန်ရော။တခါတလေကြလို့ရှိရင်လေကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့ယောက်ျားလိုမျိုးဆိုးလို့နှွေးလို့ရပြန်ရော။ဒါပြီး အောင်မြင်တဲ့အိမ်ဆောင်ကြီးတစ်ခုရဲ့အနှစ်သာရတွေအောင်မြင်တဲ့အိမ်ဆောင်ကြီးတစ်ခုရဲ့ relationship တွေဖြစ်ပါတယ်เนาะအဲ့တော့ငါသာလင်တော်တယ်ငါသာလင်သိတယ်ငါသာလင်တက်တယ်ငါလောက်မသိဘဲနဲ့ငါလောက်မတက်ဘဲနဲ့ငါပဲဥဆောင်သူငါပဲအရေးချင်းရှိတယ်စောက်တုံးမကြတဲ့ယောက်ျားစောက်တုံးမကြတဲ့မိန်းမဆိုရင်အဲ့ဒီအိမ်ဆောင်ကြီးတွေကအောင်မြင်တဲ့အိမ်ဆောင်ကြီးတွေမဖြစ်ပါဘူးเนาะအဲ့တော့နားလည်မှုတွေနဲ့တိဆောင်းရတယ်ချစ်ချင်းမြတ်တာတွေနဲ့တိဆောင်းရတယ်တယောက်နဲ့တယောက်နဲ့ဖေးမမှုတွေနဲ့တိဆောင်းရတယ်ဒါ ာမသာလင်နော်အောင်မြင်နေအာကိုကမြစ်တာပြီးမှကိုကိုမြစ်တာပြန်ရမှာလေကိုကကြီးလည်းအချစ်ခံစင်နေလို့မရအောင်လေဟုတ်တယ်လားဆိုတော့ကိုကလည်းသူများကို ပြန်ချစ်ဖို့လိုသေးတယ်နော်အဲ့တော့ဒီရဲ့ကောမန်လေးနဲ့ပတ်သက်ပြီးတော့မှဒါကျမကအာဖြည့်ပေးခြင်းဖြစ်ပါတယ်